မင်္ဂလာပါရှင်။ဗမာခေတ်တည်ထင်ဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်။ရုပ်စုဤအလိညာပေါ်ပြန်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပါမယ်။မနေ့ကထုတ်ပြန်လာတဲ့မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနဤကြေညာချက်တွင်မြန်မာစေယုတ်စုမှမလေးရှားနိုင်ငံခြားရေးဝန်ကြီးအားအာဆီယံမှရွေးကောက်ပွဲအတွက်စောင့်ကြည့်လေ့လာသူများဆက်လွတ်ပေးရန် ဖိတ်ကြားခဲ့သည်ဟုသာပါရှိလာပါသည်။သို့တော့၎င်းတို့ပြောသလိုမလေးရှားမှလ ీల သူများဆင်လွတ်ပေးမည်ဆိုသည့်အကြောင်းတလုံးတပါးများမပါရှိခဲ့ပေ ၎င်း၏ဖိတ်ခေါ်ချက်ကိုလာမယ့်အာဆီယံစည်းဝေးတွင်ကိုစားတင်ပြပေးမည်ဟုဆိုပါသည်ထို့အစားအရက်သားများနှင့်အရက်ပဲအဆောက်အုံများတိုက်ခိုက်နေမှုအားရက်ဆိုင်ပေးရန်လူသားချင်းစာနာထောက်ထားမှုဖြင့်အကူအညီများပေးနိုင်ရေးကန့်သတ်မှုမထားဘဲလမ်းဖွင့်ပေးရန်တိုက်တွန်းသွားခဲ့သည်ဟုမလေးရှားအစိုးရဘက်မှထုတ်ပြန်သည့်တရင်ကြေညာချက်တွင်ပါရှိလာခဲ့ပါသည် မလေးရှားတက်သည့်ပညာရှင်များတက်ကျွမ်းသူများ၏တမ်မြမ Express Study Group မှမြန်မာစေုပ်စု၏အတုံးချခံလိုက်ရမှုတွင်နိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟဆန်အားဖြစ်တဲ့ဝေဖန်လိုက်ပြန်ပါတယ်။အာဆီယံ၏ရည်တည်ချက်အားလည်းအလွဲသုံးစားမခံရရေးတင်းကြအောင်ဆောင်ရွက်ရန်ဟုဆိုကကြေညာချက်ထုတ်ပြန်လာပါတယ်။ ၎င်းတို့၏ငြိမ်းချမ်းရေးဂရိကဝတ်များလိုက်နာရန်ရည်ရွယ်ချက်မရှိကြောင်းကိုလည်းဖျောင်းတိုင်မှလွဲ၍အတူတချောင်းပင်ပါမလာသောတရင်ကျုံမီထွန်ပွဲလာလူလူအားပါရဂလိုက်တာဖြင့်အပေါ်တဲတဲမှဘုံပြချတိုက်ခိုက်ကြခြင်းကိုထောက်ပြခဲ့ကြပါသည်။နောက်ဆိုလျင်ရောက်လာသူများကမင်းအောင်လိုင်းရှိစကားပင်မဟာရဲအောင် ဖြစ်ရှာကြပြီးတော့မြေအရာရာကိုကိုလိုရဆွဲတွေ့ပြီးပြောနေသူဖြစ်ပါသည်။သို့သော် ယခုလိုအလိညာကို၎င်းတို့အားထောက်ခံနေသူများကတော့သိနိုင်ကြမည်မဟုတ်ပေဤသည်ကပင်၎င်းတို့လိညာရာချိုးနဲ့သည်ရည်ရွယ်ချက်အထမြောက်ပေသည်၎င်းတို့အဖို့ကကြည့်မဲ့သူ6တိ6ချက်ဖြစ်နေသောစက်ယုံကြီးတဲ့ရွေးကောက်ပွဲဆိုသည့်စင်မြင့်ပြဆက်ကြီးကိုစင်တင်ပြဆက်ကြီးကိုလူတို့အားဖျက်ရှောက်ဖြစ်အတုံးချကကပြကြအောင်မည်ဖြစ်ပါတယ်အတုံးတော်ခမ်းမိမင်းအောင်လိုင်း အတုံးတော်ခံမိမင်းသားကလည်းရိုဟင်ဂျာအရေးလူလူကိုဖိနှိပ်ညှဉ်းဆဲအကြမ်းဖက်တပ်ဖြတ်နေသည့်အရေးဒိုင်းပြည်ကိုဖျက်ဆီးခဲ့သည့်စုများစိုက်ဝင်နေသောခြေဆုံဖြင့်ထော်နေထော်နေကပြအတုံးတော်ခံအုံးမည်ဖြစ်သည့်ကိုသိထားကြ၍လည်းမြည်သူများစိတ်မဝင်စားကြရှေ့လျှောက်ဘာဖြစ်လာမည်ဆိုသည့်ကိုသာသိနေကြပါသည် ယခုပင်၎င်းတို့လုံမြင့်ရွေးကောက်ပွဲတွင်မဲစင်းများကွဲလွယ်မှုမပြည့်စုံမှုများလိုအပ်ချက်များရှိနေကြောင်းလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဆိုသူမြင့်ကျန်ကဝန်ခံပြောဆိုသွားပြန်ပါသည်ထို့မတိုင်မီဘူးလဲလဆွေက နေပြည်တော်တွင်ထိုသို့ဖြစ်နေကြောင်းပြောဆိုထားပြီးလည်းဖြစ်ပါသည်၎င်းတို့ထိုသို့ပြောလာခြင်းမှာတော်ယုံတန်ယုံမဟုတ်ပဲမြင်မကောင်းအောင်ဖြစ်လာနေသောကြောင့်ဖြစ်ပါမည်အတန်းဖက်စစ်တပ်ကပြုလုပ်မဲ့မြစ်တီရွှေကောက်ပွဲမဆိုညင်းပယ်ရန်နဲ့အတိမတ်မပြုရန် နိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးအပါအဝင်အချက်၅ချက်ဆောင်ရွက်ပေးရန်အာဆီယံတို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH NUCC နဲ့ကရင် KNU ချင်း CNF ကချင်း KPICT ကရင်နေ KMPP IC အပါအဝင်တော်လှန်ရေးတပ်များနဲ့အဖွဲ့ပေါင်း20ကယနေ့ကြေညာချက်ထုတ်ပြန်တောင်းဆိုသည်ဟုခေတ်သစ်သတင်းမှဖော်ပြထားပါသည်။အာဆီယံအနေဖြင့်အကြမ်းဖက်စစ်တပ်ကပြုလုပ်မည့် မြေတီရွေးကောက်ပွဲမဆိုညင်းပယ်ရန်နှင့်အတိမတ်မပြုတ်ရန်ရက်သားများအကြမ်းဖက်မှုမှကာကွယ်နိုင်ရင်အရင်းယူဆောင်ရွက်မှုများချက်ချင်းလှုံ့ဆော်ရန်စစ်တပ်၏အကြမ်းဖက်ရက်ဆက်မှုများပေါ်နှုတ်ဆက်နေမှုကိုအဆုံးသတ်ရန်ဒေါအောင်ဆန်းစုကြည်တမရဦးဝင်းမြင့်အပါအဝင်နိုင်ငံ၏အကျဉ်းသားအလုံးချင်းချက်မရှိချက်ချင်းလွတ်ပေးတောင်းဆိုပေးရန်တော်လှန်ရေးဖွဲ့များကစူပေါင်းတောင်းဆိုထားသည်ဟုသိရပါသည် စေယုစုသည်တဖက်မှနိုင်ငံတကာမှ၎င်းတို့အားထူးထူးတန်တန်ဆက်ဆံလာရန်ကမှုရှုတို့လုပ်နေတော်လဲတဖက်တွင်စစ်အနိုင်တိုင်ရေးလမ်းစဉ်ဖြင့်လူမှုအပေါ်အကြမ်းဖက်နေမှုကိုမရမနာပြုလုပ်နေသည့်အကြောင်းပြားများနေရပြီဖြစ်ပါသည် ဓမ္မဥဆိုစစ်တပ်၏ရွေးကောက်ပွဲကိုညှင်းပယ်ရန်နှင့်နိုင်ငံ၏အကျဉ်းသားအလုံးလွတ်မြောက်ရေးပါဝင်အချက်၅ချက်ဆောင်ရွက်ပေးရန်အာဆီယံသို့ NUG, CRPH, NUCC နှင့်တိုင်းဒေသတော်လှန်ရေးတပ်များအပါအဝင်အဖွဲ့20တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြံဖက်စစ်တပ်ကပြုလုပ်မဲ့မြစ်တီရွေးကောက်ပွဲမစုံညင်းပေရန်နဲ့အတိမတ်မပြုရန်နိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးပါဝင်အချက်၅ချက်ဆောင်ရွက်ပေးရန်အာဆီယံသို့အမျိုးသားညီညွတ်ရေးဆိုရာ NUG ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH NUCC နဲ့ကရင် KNU ချင်း CNF ကချင်း KBICT ကရင်နီ KNPP IEC ပါဝင်ဒေါ်လန်ရီတက်များနဲ့အဖွဲ့အစည်းပေါင်း20ကယနေ့ကြေညာချက်ထုတ်ပြန်တောင်းဆိုပါတယ် မလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌဖြစ်လာသည့်အချိန်မှစတင်၍မြန်မာအရေးအတွက်ဖြည့်ရှင်ရေး NUG အမျိုးသားညီညွတ်ရေးဆိုရာ NUCC အမျိုးသားညီညွတ်ရေးတိုင်းပင်ခံကောင်စီ CRPH ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများတိုင်းရင်းသားရေးရာ တိုင်းပင်ခံကောင်စီများ Federal Unit များနဲ့အခြားသောကိုစားပြုအဖွဲ့အစည်းများအပါအဝင်အထူးကသက်ဆိုင်သူအဖွဲ့အစည်းများအားလုံးပါဝင်သောဆွေးနွေးပွဲများဇက်တိုက်လှုပ်ဆောင်ခဲ့ကြောင်းယနေ့ထုတ်ပြန်သောကြေညာချက်ကိုအစပြုထားပါသည်။ အဆိုပါဆွေးနွေးပွဲများနှင့်ထိတွေ့ဆက်ဆံမှုများသည့်မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောအကျပ်တဲကိုဖြေရှင်းရေးအကြံဖတ်မှုများရစေရေးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးနိုင်ရေးအားလုံးပါဝင်သောနိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးနှင့်စစ်တပ်ကစီစဉ်ထားသောအထူးရောင်ရွေးကောက်ပွဲကိစ္စကိုဖြေရှင်းရေးမဟာပြူဟာနှင့်အကြံပြုချက်များကိုအကောင့်ထည့်ဖို့ရင်းအားလုံးပါဝင်သော platform တစ်ခုဖြစ်ကြောင်းသိရှိရပါသည်မြန်မာရေးဆွေးနွေးပွဲတွင်အထူးသက်ဆိုင်သူများအားလုံးကစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာ ုင်ငံတွင်ဆိုးရွားလာနေသည့်အခြေအနေပေါ်စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုပြီးဒီမိုကရေစီပြန်လည်ထူထောင်ရေးနှင့်လူခွင့်ရေးကိုမြင့်တင်ရန်ဆောင်ရွက်ရန်အတည်ပြုခဲ့ကြကြောင်းသိရှိရပါသည်။အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထည့်ဖို့ရင်လက်ခံအတည်ပြုထားသောလည်းဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထည့်ဖို့ရင်အကန့်အသတ်များရှိနေမှုပေါ်စိုးရိမ်ကြကြောင်းစစ်တပ်ကအရက်သားများပေါ်အကြမ်းဖက်မှုများဆက်လက်ကျူးလွန်နေပြီးအာဆီယံပြည်ညေပါဝင်ဒီမိုကရေစီစံနှုန်းများကိုပြောင်းပြောင်းတင်းတင်းလှုပ်ရှားလျက်ရှိကြောင်းသိရှိရပါ body မလေးရှားနိုင်ငံကကမ္မကထာပြုလုပ်ခဲ့သောမြမရေးဆွေးနွေးပွဲများတွင်စစ်တဲ၏ရွေးကောက်ပွဲညင်ပယ်ရန်တော်လိုင်းရေးတက်များကြောင့်စုစည်းညီညွတ်မှုတည်ဆောက်ရန်အာဆီယံကပြည့်ပြည့်တသားအရင်းယူဆောင်ရွက်ရန်အားလုံးပါဝင်သောနိုင်ငံရေးတွဲဆောင်ဆွေးနွေးမှုအကောင့်ထေဖို့ရန်ဒေတာရီတည်ငြိမ်ဤချမ်းရေးဟူသောရည်ရွယ်ချက်၆ခုကိုရလက်များဖြင့်ရရှိခဲ့ကြောင်းသိရှိရပါသည်။ထို့အပြင်တွဲဆောင်ဆွေးနွေးပွဲများတွင်စစ်တပ်ကိုတရားဝင်မှုလုံးဝမပေးရန်လည်းသဘောတူညီထားကြောင်းသိရှိရပါသည်။ ထို့ကြောင့်အာဆီယံအနေဖြင့်အကြမ်းဖက်စစ်တပ်ကပြုလုပ်မည်မြည်သည့်ကြွေးကောက်ပွဲမဆိုညင်းပေရန်နှင့်အတိမတ်မပြုရန်အရက်သားများအကြမ်းဖက်မှုမှကာကွယ်နိုင်ရင်အရေးယူဆောင်ရွက်မှုများချက်ချင်းလုံဆောင်ရန်စစ်တပ်၏အကြမ်းဖက်ရဆက်မှုများပေါ်နှုတ်ဆက်နေမှုကိုအဆုံးသတ်ရန်ဒေါအောင်ဆန်းစုကြည်တမရာဦးဝင်းမြတ်ပါဝင်နိုင်ငံ၏အကျဉ်းသားများအလုံးချင်းချက်မရှိချက်ချင်းလွတ်ပေးရန်တောင်းဆိုပေးရန်ဒေါ်လန်ရေးဖွဲ့များကစုပေါင်းတောင်းဆိုပါသည် ရင်းပြင်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရန်ပြက်ကွက်နေသောစစ်တပ်ကိုတာဝန်ခံစေရန်တန်တမန်ရေးအရေးယူမှုအာဆီယံစည်းဝေးများမှာဖိရှားအရေးယူရန်စစ်တပ်ကအာဆီယံဘုံသဘောတူညီချက်ကိုအကောင့်ထည့်ဖို့ရင်နိုင်ငံတကာနဲ့တူဖိအားပေးအရေးယူရန်တောင်းဆိုထားပါတယ်။အဆိုပါကြေညာချက်တွင် NUG, CRPH, NUCC တို့နဲ့တူ ABSDF, CNF KPICT, KMPPIEC, Montayenta, MSFC, NNSBAT, PNFC, PNLO, Shangong Luto, Gedo, Federal Union, Susuba, Puezine, Tesusuba, Nesegu, Pawin, Tao, Tishiabari.